ုတ်ကဲ့မင်္ဂလာပါဗျ 2D KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနက်ကတော့တစ်ပူဆိုတော့အပူသမားရတော့ရမှာပေါ့နော်ပောက်ကြမယ်ဗျကျွန်တော်တို့ကတော့လွဲချော်မှုပါတော့လွဲချော်မှုပဲပေါ့နော် ီနေ့ကျွန်တော်လုံးမှန်လေးတော့တွေ့တယ်ပေါ့နော်လုံးမှန်လေးကိုကြိုက်ရင်တော့လုံးမှန်ကိုကစားပါဗျာကျွန်တော်ကတော့လုံးမှန်ကိုပရိတ်လေးနဲ့ချုံမှာပေါ့နော်လုံးမှန်ရောပရိတ်ကောမှတ်မယ်ဆိုရင်တော့ကျွန်တော်တို့ပောက်ကွက်ဖြစ်မယ်ဗျာလုံးမှန်ရေးထားလို့ ွားပြီးတဲ့10နဲ့ပြီးကနေမာတဲ့တစ်တစ်ပြောင်းသွားတယ်တဲ့ဟုတ်ကဲ့ဗျာနော်ဖြူစင်သွေးလည်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ဒီမာသီးပေါ့နော်လုံးမိုင်ဆိုင်လေးဗျာ9ရက်9ရက်3ညရက်ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရက်နှစ်ခတ်ဒီနှစ်နှစ်ဒီကျွန်တော်ဒီမာလုံးမိုင်ဗျာတော့နှစ်ပိုင်းမှာတစ်နှစ်ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုကျွန်တော်ဒီမာလဲနောက်တစ်ပင်ပေါ့နော် ခွင်းရတဲ့ရပုံချင်းတည်ရှိရှင်းနဲ့တရား6နဲ့ပုံတော့၄ဒီ၃လုံးပုံချင်းတည်၄ဖြစ်လို့၄ရဲ့နှက်ခတ်တည်နဲ့နှစ်တည်လဲကျွန်တော်ဒီမှာလုံးမှန်ပြတော့ဒီနှစ်ပိုင်းမှာလည်းနှစ်ရှစ်ဆိုပြီးတော့ထွက်တယ်ဗျအားလုံးပဲလုံးမိုက်ဆိုင်လေးနားလည်းမလို့လဲထင်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်သက်မှုရှိမှလဲသုံးပါဗျဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်တည် ခွင်းရဲ့နှစ်ရဲ့ပေါင်းခြင်းဒီကိုကိုနဲ့ဒီကနှစ်နဲ့ပေါင်းတော့တက်ဒီသုံးလုံးပေါင်းခြင်းဒီတက်ဖြစ်လို့တက်ရဲ့နှက်ခက်ဒီရှေ့ရှေ့ဒီကြောင့်ဒီမှာလုံးမိုင်မြတ်ကြော်ဒီရှေ့ပိုင်းမှာကျွန်တော်တို့ရှေ့ကိုဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကြော်ဒီနေ့မှာလုံးမိုင်ဒီပေါ့နော်ကိုရဲ့ရှေ့ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီကရှေ့နဲ့ပေါင်းတော့၅ ီ3လုံးပေါင်းခြင်း5ဖြစ်လို့5ရဲ့နှက်ခတ်ဒီ3 3ဒီကျော်ဒီမှာလုံးပိုင်းပြကျွန်တော်ကဒီလုံးမိုင်ဆဲလေးကိုဗရိတ်နဲ့ချုပ်မှာပေါ့နော်ကိုမတို့လည်းကြိုက်နေတဲ့ရင်တော့၃ကြောဒီမှာ၉၅ညပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှက်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီကျော်လုံးမိုင်၁နှစ်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီခွင်းရဲ့၁ရဲ့ဒီရ၆ရဲ့ဒီ၃လုံးပေါင်းချင်းဒီ၄ဖြစ်လို့ လေးရဲ့နှစ်ခတ်တီနှစ်နှစ်ပိုင်းမှာလဲကျွန်တော်တို့နှစ်ရှစ်ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်တီလဲခွန်ရဲ့နှစ်ရဲ့ဒီရဲ့နှစ်ရဲ့ဒီသုံးလုံးပုံချင်းဒီတစ်ဖြစ်လို့တစ်ရဲ့နှစ်ခတ်တီရှစ်ကျွန်တော်ရှစ်တီလုံးပိုင်းရှစ်ပိုင်းမှာရှစ်ကိုဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ဒီညနေမှာကျွန်တော်တို့9ရဲ့ရှစ်ရဲ့ဒီရဲ့ရှစ်ရဲ့ဒီသုံးလုံးပုံချင်းဒီ9ဖြစ်လို့9ရဲ့နှစ်ခတ်တီ3 3တီလုံးပိုင်းမှာဗျာ ဒီမှာ6ရဲ့ခွန်ရဲ့ဒီရဲ့ခွန်ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီကျော်တို့6ခွန်ခွန်ပေါင်းခြင်းဒီ3ပေါ့နော်3ရဲ့ပါဝါဒီ6 3 6ဒီကျော်ဒီမှာပြိပက်ကျော်ဒီမှာ2ဘိုင်ကို3 6ပြိပက်ပေါ့နော်ဒါဆိုရင်ကျော်တို့က2 1ရဲ့2 6ရဲ့ဆိုပြီးတော့ခဏနှစ်ခွက်ထိုးရမယ်အဲ့ဒီမှာ2 1ဆိုပြီးတော့ထွက်တယ်ဗျာ တော့ဒီမှာ3ရှစ်ပြိတ်မှာ1နှစ်ဆိုတော့3ပြိတ်ပေါ့နော်ထဝေတဲ့ထဝေဦးတဲ့သုံးထိပ်มาတယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะဒါဆိုကြဒီมาဒီနောက်တစ်ပင်ဒီပရိသတ်4ရယ်9ရယ်ပုံချင်းဒီ1 1เนี่ยဒီရယ်9เนี่ยပုံတော့3ညဒီ3လုံးပုံချင်းဒီ3ညဖြစ်လို့3ညရယ်ပါဝါဒီ5 3ည5ဒီကြောင့်ဒီมาပရိဗျာ ဒီ395ပြိမာ28ဆိုတော့395ပြိကျွန်တော်တို့က2ပိုင်းကို395ပြိဆိုရင်28ရဲ့23ရဲ့ပေါ့နော်အဲ့ဒီ2ကွက်မှာ28ဆိုပြီးတော့ထွက်တယ်ဗျဇာနီရဲ့395ပိုင်းနဲ့ညနေဟုတ်ကဲ့ပါဗျနော်ကျော်ဒီမှာပြိဒီ1ရဲ့6ရဲ့2ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့ နှစ်ရဲ့ပါဝါတီခွန်းနှစ်ခွန်းဒီကျွန်ဒီမှာပြိပြတော့ဒီနှစ်ခွန်ပရိတ်မှာလဲ၈၉ဆိုတော့ခွန်ပရိတ်ထွက်တယ်ဒီမှာဆိုကျွန်တော်တို့က၈ဘိုင်ကိုနှစ်ခွန်ပရိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က၈၄ရဲ့၈၉ရဲ့ဆိုပြီးကနန်းနှစ်ကွက်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာကျွန်တော်တို့၈၉ဆိုပြီးတော့ထွက်တယ်ဗျ

ျွန်တော်ဒီမှာ3ဘိုင်ကိုကျွန်တော်တို့ကိုးလေး play ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့36ရဲ့31ရဲ့ဆိုပြီးတော့ထိုးရမယ်အစောနာကိုထက်ဝဲဦးပြောတယ်ကျွန်တော်တို့ထိတ်လေးပေါ့နော်3ထိတ်လေးရတော့အပင်တို့လေးပေါ့နော်ကျွန်တော်စီဒီလိုလေးသွားတယ်ဗျာ6 1ပေါင်းချင်းတီ2 2 8ပေါင်းချင်းတီ2 1 8 3ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ2လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီ1 8ပေါင်းချင်းဒီ6ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့2ဖြစ်အောင်ဆိုရင်3ထိပ်ပဲထည့်ရမယ်ဗျာ။ 6နှစ်ပေါင်းခြင်းတည်နှင့်2နှစ်8ပေါင်းခြင်းတည်နှင့်7 3ပေါ့နော်ဒီ3လုံးပေါင်းခြင်းတည်နှစ်လို့ဖြစ်မယ်ဆိုကျွန်တော်ဒီမှာဒီ3ထည့်လို့ထည့်ရမှာဗျာကျွန်တော်ဒီမှာဒီကျော် 1J ပေါ့နော်မှန်ကန်နေတဲ့ 1J ကိုလည်းကျွန်တော်တို့6လေးချင်းတည်လည်းမှန်ကန်တယ်ပေါ့နော်ဒီမှာဒီ159ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ9ဖြစ်လို့ ငါးတုံညာအချင်းဆိုလဲကျွန်တော်ဒီမှာကျွန်တော်တုံညာထီတယ်ပေါ့နော်နောက်တစ်ပြန်ဒီခွန်ကိုလေးပေါင်းချင်းဒီတုံညာဖြစ်လို့တုံညာပါဝါငါးတုံညာငါးအချင်းမှာလဲငါးချောက်ဆိုတော့ကျွန်တော်တို့ငါးထီတယ်ဗျဒါကြောင့်ကျော်ဒီမှာနောက်တစ်ပြန်ဒီနှစ်ရယ်လေးရယ်ဒီရက်တနှစ်လေးတပေါင်းချင်းဒီကျွန်တော်တို့ခွန်ဖြစ်လို့ခွန်ပါဝါဒီနှစ်ခွန်နှစ်ဒီလဲအချင်းပေါ့နော်ကျော်ဒီ1ချင်းလိုင်းဒီလဲမှန်ကန်နေတဲ့1ချင်းဖြစ်တယ် တော့ဒီမှာခွနဲ့အချိန်ကိုကျွန်တော်တို့38ဘရိတ်တွဲရင်လည်းပေါက်ကနက်ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလည်း9ရဲ့1ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်း2ဖြစ်လို့2ရဲ့ပါဝါဒီခွန်2ခွန်ဒီလည်းကျွန်တော်ဒီမှာအချိန်ပြအဲ့ဒီ2ခွန်အချိန်မှာလည်း28ဆိုတော့2ထီတယ်ပြဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်1ချင်းဒီ1ရဲ့6ရဲ့ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရဲ့1နဲ့ပေါင်းတော့8 ဒီ၃လုံးပေါင်းချင်း၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီလဲကျွန်တော်ဒီမှာအချိန်ပြအဲ့ဒီ၈၃အချိန်မှာလဲ၈၉ွှတ်တော့၈ထီတယ်ကျွန်တော်တို့ကဒီမှာဒီ၈၃အချိန်ကို2ခွန်ပလေးရောင်းအတွင်းရင်လဲပေါက်ကနန်းဖြစ်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ1ချင်းဒီ2ရဲ့1ရဲ့ပေါင်းချင်းဒီ၃၃နဲ့ဒီရဲ့1နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄၉ဒီလဲကျော်ဒီမှာအချိန်ပြ ျွန်တော်ဒီမှာ၃ဘိုင်ကို၉လေး plate တွဲမှာပေါ့နော်၄ကိုကိုလည်းကျွန်တော်၉လေး plate ရောက်အောင်တွဲပေးလိုက်မယ်ဗျာအကိုမတို့ကလည်းကြိုက်နှစ်သက်မှုရှိမှလည်း၃ပါဗျာနော်ဒူးဒီမှာတော့အပိုင်ရလို့တော့မရှိပါဘူးဗျာ ဟုတ်ကဲ့ဗျာကျွန်တော်တို့ဝမ်ကျင်းလည်းမှန်မယ်လုံးမိုင်းလည်းမှန်မယ်ပေါ့နော်ဘရိတ်လည်းမှန်မယ်ဆိုရင်တော့ပေါက်ကနန်းဖြစ်မယ်ဗျာကျွန်တော်ဒီမှာ3နဲ့ဆိုရင်36ဆိုတဲ့9ဘရိတ်31ဆိုတဲ့4ဘရိတ်ကျွန်တော်တို့9နဲ့ဆိုလဲ90ဘရိတ်95ဆိုတဲ့4ဘရိတ်4နဲ့ဆိုလဲကျွန်တော်တို့40ဆိုတဲ့4ဘရိတ်55ဆိုတဲ့9ဘရိတ်ပါဗျာဒီမှာကျွန်တော်နှစ်ခွန်တစ်ခွက်ဆိုပြီးထပ်ထည့်တယ်ပေါ့နော်ဟုတ်ကဲ့ဗျာအလုံးမဲ့ကျွန်တော်တွက်ပြရလေးနားလည်မယ်လို့ထင်ပါတယ်ဗျာအကူမတို့ကြိုက်တဲ့ကနန်းတီ လေးနိုင်ခွဲထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေရသေးတဲ့ကိုမရီယာလည်း subscribe နေပြီးဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ